ဒါကြောင့်ဘုကတ္တဝမြတ်စွာဘုရားလက်ထက်တုန်းကအေးမင်းဟုတ်ပြီလူဘဝမင်းအသက်ရှင်ဘာနဲ့အသက်ရှင်မလဲဘဝတစ်ခုရလာပြီဆိုရင်တော့ဘာနဲ့အသက်ရှင်တာအကောင်းဆုံးလဲလို့မိခွန်လေးနဲ့အဖြေကိုသင်ပေးထားတဲ့သဘောကထံစီဝေစီဝိတာမဟုတ်တထကထံစီဝေဘာနဲ့အသက်ရှင်တာဟာ ဇီဝိတမာဟုတစ်ထဇီဝိတအာဟုတစ်ထပါနဲ့အသက်ကိုေးပြီးတော့အသက်ရှင်တဲ့အသက်ရှင်နေဟာအကောင်းဆုံးအသက်ရှင်နေလို့ပြောရမလဲဒီပင်ကောင်းထုတ်တာနော်ပါနဲ့အသက်မွေးမှအသက်မွေးတဲ့အသက်ရှင်မှုကိုအကောင်းဆုံးလို့ဆိုနိုင်တယ်လေလို့ဆိုတဲ့မိကောင်းကိုကတ္တဗျာကိုယ်တိုင်လည်းဖြည့်ပြီးသားပဲ ို့သောအလာဝကမိသားစုကဒီမေခွန်းရဲ့အဖြေလေးကိုအရင်တုန်းကတော့နှုတ်တိုက်ချက်လာခဲ့ကြတာနှုတ်တိုက်ဆောင်းလာခဲ့ကြ memorize လုပ်တာ memorize လုပ်တာတဖြည်းဖြည်းမိတ်တွေလာတဲ့အခါမှာအဖြေလေးမိတ်သွားပြီးတော့အမေးလောက်ပဲကြာအမေးဆိုတာတော့စဉ်းစားတဲ့ပုဂ္ဂိုလ်ရဲ့ခေါင်းထဲမှာအမေးဆိုတာလာတတ်တာပေါ့ ဒါကြောင့်အမေကတလုံးမခက်တော့အဖြေတွေမမှတ်နိုင်ဘူးအမေတွေဒီပဲကြတယ်အဲ့ဒီအမေကိုအလောင်းကလက်ထက်ကြတော့မိသွားမှဆိုတော့စာအဖြစ် transcribe လုပ်တာတော့နိုင်ငံမှာရေးထားတယ်အဲ့ဒီနိုင်ငံရေးထားတဲ့မိကောင်ပေါင်း73ခုရှိတဲ့ထဲမှာဒီမိကောင်ပေါင်းလေးတခုပြောခေါ်မမြတ်စွာဘုရားနဲ့ဆုံတဲ့အခါမှာအလောင်းကပြည်လို့ကြဒီမိကောင်တွေအဖြစ်သူရှားလာကြတယ်ပေါ့ ။လက်ဆောင်ရတဲ့ဆုံးတဲ့ချိန်မှာဒီမိဘမေးတာ။ကထာစီဝေစီဝိတ္တမဟုတိတ။ဘယ်လိုနည်းနဲ့အသက်မွေးမှအကောင်းဆုံးအသက်လေးအသက်မွေးနည်းလို့ပြောနိုင်တယ်လေလို့ဆိုတော့မြတ်စွာဘုရားကဖြေတာ။ပညာစီဝေစီဝိတ္တမဟုတိတ။ပညာစီဝေပညာရှိရှိ အသိပညာနဲ့အသက်မွေးမှဒါလဲစီဝိတ္တ အဲ့ဒီအသက်မွေးမှုတိဋ္ဌာအကောင်းဆုံးအသက်မွေးမှုလို့အာဟာအာဟုဆိုနိုင်တယ်လို့ဒီလိုထိပဲရတာပေါ့ပညာနဲ့အသက်မွေးခြင်းဟာအကောင်းဆုံးအသက်မွေးခြင်းပဲလို့ချိန်မတိုက်ဆုံးအသက်မွေးခြင်းပဲလို့ဒီလိုဆိုတာပေါ့